တတမမီတို့အတွက် story creator entertainment မင်္ဂလာပါတတမမီတို့ရေဒီနေ့ခူကောင်လေးနဲ့လာမင်းကြီးရဲ့လိုဝတ်ချက်ဆိုရဲပုံမြင်လေးကိုပြောပြပေးခြင်းပါတယ်တိတ်ဆိတ်တဲ့ညာတညာမှာဒေါ်ရီယာခူကောင်လေးတကောင်ဟာမအိဘဲလာမင်းကြီးကိုစူးစမ်းနေတတဲ့ဘာလို့လာမင်းကြီးကတစ်ခါပြန်တစ်ခါ껙လုံနေတာလဲလို့စိတ်ထဲမှာမီးနေခဲ့တယ်တဲ့ သူဟာတည်ကျင်စိတ်တွေပြင်းပြလာတာကြောင့်တော်ရီကငှက်ကြီးစီသွားပြီးတော့မေးတဲ့ပညာရှိငှက်ကြီးခမညာလမင်းကြီးကဘာလို့လင်းလိုက်ပျောက်သွားလိုက်ဖြစ်ရတာလဲဗျလမင်းကြီးကသူ့ရဲ့တဘာဝလှတရားကိုပြသဖို့အတွက်သူ့အလင်းကိုတလဲစီပြနေတာကွဒါပေမဲ့သူ့မှာလှုပ်ဝက်ချက်လေးတခုတော့ရှိတာပေါ့အဲ့လိုကြတော့ခူကောင်လေးက လမင်းကြီးနဲ့စကားပြောချင်သွားခဲ့တယ်။အဲဒါကြောင့်တညမှာသူဟာကြောရဲကအမြင့်ဆုံးတောင်ကုန်းပေါ်တက်ပြီးတော့လမင်းကြီးကိုမျှော်ကြည့်ရင်စကားပြောလိုက်တဲ့။လမင်းကြီးတင်းအလို့ဝချက်ကဘာလဲဗျ။ထူးခြားစွာနဲ့လမင်းကြီးကတူတူလေးပြန်ပြေးလိုက်တဲ့။ငါ့ရဲ့လို့ဝချက်ကတိတ်ဆိတ်ခြင်းပဲ။တိတ်ဆိတ်နေခြင်းပြင်ကတလောကလုံးကိုမြင်နိုင်တယ်။ ်တင်းတို့လည်းဒီလိုဝက်ချက်ကိုသိရင်ကျွန်ုပ်ကိုနေတိုင်းမြင်တွေ့ရမှာပဲဖြစ်တယ်အဲ့ဒီနေရာစပြီးတော့ခူကောင်လေးကတိတ်တိတ်ကလေးစူးစမ်းပြီးတော့အလှကြရတွေကို တွေ့မြင်လာတယ်တဲ့သူ့ရဲ့နားမှာရှိတဲ့ပန်းကလေးတစ်ဝက်ငှက်ကလေးတစ်ကောင်စီမှာတော့အလှကိုစီရှိနေတယ်ဆိုတာသိမြင်လာတော့တာပေါ့ကွယ်ကဲတဒမ်းမီလို့ရေကိုယ့်ရဲ့ပုံဝင်ချက်မှရှိတဲ့အရာတစ်ခုစီတိုင်းကို တိတ်ဆိတ်ခြင်းဖြင့်တည်ထားကြည့်မယ်ဆိုရင်တို့ရဲ့အလှတရားကိုအချိန်တိုင်းတွေ့မြင်မှာပဲဖြစ်ပါတယ်ကွယ်။